အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Golden Land မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အင်းလေးကိုတွားကြတူတိုင်းဒီမျိုးလေးကိုဖြတ်တန်းလေးရှိပေမဲ့လေပတ်ဖို့ကိုတတိမထားမိတတ်ကြပါဘူးတကယ်တော့ပကံခစ်ထက်တောင်စောတဲ့သမိုင်းကြောင်းရှေ့လျားတဲ့ရှေ့ဟောင်မျိုးလေးတစ်မျိုးအကြောင်းကိုပြောပြပေးပါမှာဘယ်နေရာဖြစ်မလဲဆိုတာစိတ်ဝင်စားသွားပြီဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်အောင်အဲ့ဒီမျိုးလေးကတော့ညောင်ရွှေမျိုးလေးဖြစ်ပါတယ် မြောင်ရွှေမြို့လေးဟာပြည်တွင်းပြည်ပခီးစားရတဲ့အတွက်အင်းလေးကန့်ရင်တကားဝဆိုရင်မမားပါဘူးအင်းလေးကိုတောက်ဖို့ဆိုရင် လေးစိမ့်မြို့အဖြစ်တာလူတိများပေမဲ့တကယ်တမ်းမှာတော့ဒီမြို့လေးဟာတမိုင်းဝင် ရှမ်းနေပြီးတော့ဟောင်းတစ်ခုဖြစ်ပြီးလေပတ်စရာ နေရာတွေနဲ့ပြည့်နှက်နေတဲ့ဆွေးဆောင်မှုရှိတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ် ဒီမြို့လေးရဲ့အရှိပိုင်းမှာ license တောင်တန်းတွေထူထပ်ပြီးအမြင့်ပေ6000လောက်ရှိတဲ့တောင်တန်းတွေကြောင့်ရာဒီဥတုကစောင်းရဒီမှာအေးမြပြီးຫນွေနဲ့မိုးရဒီမှာပူပြင်းတက်ပါတယ်။ညောင်ရွှေမြို့လေးကတော့နိုင်ငံခြားခီးတွားတွေနဲ့ပြည်တွင်းပြပါခီးတွားတွေအတွက်အင်းလေးထက်တဲခုစီတက်တာပြီးစားတော့ဆိုင်တွေရွေးချယ်စရာများတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ညောင်ရွှေမြို့ရဲ့နမိန်နဲ့သမိုင်းချောင်းကို လေ့ကျင့်လိုက်တဲ့အခါရှေးအခါကမြို့အရှိဖက်ရှိ ဤတရားကုန်းတော်ပေါ်မှာရွှေရောင်အစင်းနဲ့ထိထိပေါက်နေတဲ့ဘော်ဒီညောင်ပင်ကန်းနေစင်သက်လာခဲ့တယ်လို့သိရပါတယ်ပထမမြို့တော်အမည်မှာရှမ်းပါတာအပြင်ကောက်ဆန်ပြည်လို့သိရပါတယ်မြန်မာအတန်ထွက်ဖြင့်ရှမ်းပါတာကိုပြီးအောင်မခွန်နိုင်တဲ့အတွက်ကောတန်ပြည်ဆိုပြီးတော့အတန်ထွက်ဖြင့်လည်းခေါ်ဆိုကြတယ်လို့သိရပါတယ်ပကံခေဥကလေးကကောတံပီဆိုတဲ့နာမည်နဲ့ရှိခဲ့တဲ့ဆိုပေမဲ့မြည်သူတီထောင်ခဲ့သည့် မိတိခုနှစ်တက်ကရကတိတိကျကျမပြောနိုင်ပါဘူးဒီလိုနာမည်နဲ့စတင်တည်ထောင်ခဲ့တဲ့ညောင်ရွှေဟာပကံခက်ထက်တောင်စောတဲ့တမိုင်းညောင်ရှိလျတဲ့မြို့တမျိုးဖြစ်တဲ့ဆိုတာသွေးမိရင်အော်အော်စရာပါပဲညောင်ရွှေဟာရှမ်းပြည်ထောင်ရဲ့အစပိုင်းဖြစ်တဲ့မိုင်းမောဒေတာမှာတစတစထုံကားလာခဲ့တဲ့မြို့တမျိုးပါ မိုးကောင်းမိုးမိတ်မိုးညင်းကလေးရာစားကြို့ ိန်နီအုံပေါင်းဒီပုံမိုးနေမိုးပြဲညောင်ရှိဆိုတဲ့မောကိုပြီထောင်ထဲမှာပါခဲ့တယ်လို့နောင်တခိရဲ့ကမ္ဘောဇာတန်းကြီးထဲမှာအရင်မျိုး36မျိုးနဲ့အတူ36လုံးမိုင်းကမ္ဘောဇာရထားညောင်ရွှေပြည်ကြီးလို့ဂုံပြုတ်ခေါ်ခံခဲ့ရတဲ့ဘ ਹੁ မျိုးကြီးတစ်မျိုးလည်းဖြစ်ခဲ့ပါတယ် ီမျိုးကိုဘိနကရာဇာမင်းမြတ်ကဆလိုမဟာနယ်တနင်းမောမင်းတွေအဆက်မပြတ်အုပ်ချုပ်ခဲ့ပြီးထီးဖြူရာဇပလင်နဲ့ဗရီတရေမင်းအဖြစ်စိုးစံခဲ့ကြတယ်လို့ဆိုပါတယ်။ညောင်ရွှေမျိုးဟာရှမ်းပြည်နယ်တောင်ပိုင်းရဲ့ဗဟိုမှာတည်ရှိပြီးနတ်ဘီလူမြစ်ကန်နယ်ပြည်တောင်တန်းကြီးနှစ်ခုကြားကမြေပြတ်မှတည်ထောင်ထားပါတယ်။ အရင်ကညောင်ရွှေနယ်ရဲ့နယ်နိမိတ်ဟာအရှိမပွန်ချောင်းတောင်ဖက်မှာတန်လွင်မြင်းနဲ့မိုးပြင်းနဲ့အနောက်ဖက်မှာစမုံကောက်ကောက်ဆင်းဆင်းမြောက်ဖက်မှာဒုထဝတီခေါ်နန်းတူခေါ်မြင်းငယ်မြင့်အထိကျယ်ပြန့်ခဲ့ပေမဲ့အခုမှတော့အရှိဖက်မှာတထုံနဲ့တောင်ဖက်မှာစကားနဲ့အနောက်ဖက်မှာမော်စုံနဲ့ပွေးတလာသမခန့် မြောက်ဘက်မှာရက်ဆောင်တဲ့မိုင်းပတ်နယ်တွေနဲ့ဝင်းရံထားပြီးတော့မူလနယ်ရဲ့အလယ်လောက်တာကျန်ရှိပါတော့တယ်။စတူယန်မိုင်အပြင်1393မိုင်လောက်ကျယ်ဝန်းပါတယ်။တမိုင်းမှတ်တမ်းတွေအရညောင်ရွှေမြို့ကိုခရစ်နှစ်1359ခုနှစ်မြန်မာတက္ကရာ1932ခုနှစ်မှာဇော်ဝါစီဆိုင်ဖကတည်ထောင်ခဲ့ပြီးမြို့ပတ်ပတ်လည်မှာကျုံမြို့ယူတကားတိုင်တွေနဲ့ပြည်စုံစွာတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့အခုတော့မြို့ရိုတချို့ပျောက်ကွယ်သွားခဲ့ပြီးမြို့ထဲမှာဟော်နန်းလွတ်တော်ဘိုဟိုစင်တွေနဲ့ခန်းနာစွာ ရှိခဲ့ပူတယ်လို့သိရပါတယ်။အထူးသဖြင့်ဟော်နန်းကြီးဟာမြန်မာတပ်ကရေ1269ခုနှစ်မှာမီတက်လောင်ကျွမ်းခဲ့ပြီး1286ခုနှစ်မှာဇော်ဘွားစာစောမောင်ကထပ်မံစောက်လုပ်ခဲ့ပါတယ်။ဒီနန်းတော်ထဲမှာမင်္ဂလာလီကဟော်ဦးဆောင်စေတဝန်ဆောင်မကြီး တောင်ဓာဝေဆောင်မြောက်ဆောင်ဒီနဲ့ခန္ဓာလပါတယ်ဟောနံပြတ်သက်ဆောင်မှာတိဟာတနပလင်ထရှိပြီးဇောဝါကြီးကနစ်စင်နှစ်ကြိမ်လောက်မြို့စာရာဇာတွေရဲ့ပူဇော်မှုကိုဒီပလင်ပေါ်ကနေခံယူခဲ့တယ်လို့ဆိုပါတယ်ဟောင်းတော်ဦးရုပ်ပွားတော်တွေကိုဂိမ်းဝတ်စီဖို့ဇောဝါဆာဆုံးမောင်ကိုတိုင်းအတာတိတာဓမ္မဝိဟာရဒေတာစာရီကျောင်းတော်ကြီးကိုဆောက်လုပ်လူဒန်းခဲ့တယ်လို့သိရပါတယ် ်ညောင်ရွှေမျိုးရဲ့ထင်ရှားတဲ့ဖျားတွေထဲမှာယန္တနာမန်အောင်ဇေဒီဟာလည်းထူခြားပါတယ်ဒီဇေဒီဟာဇောဘာဆာစောမောင်လက်ထက်မှာမင်းနှုံးမင်းတရားကြီးကကြီးမြင့်ခဲ့တဲ့တီဟိုကဓာတ်တော်များကိုထာပနာပြီးတည်ထားခဲ့တာပါဒီလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေနဲ့လေပတ်စရာနေရာများတဲ့ညောင်ရွှေကိုဘယ်လိုသွားရမလဲဆိုတာကြည့်လိုက်အောင်ညောင်ရွှေကိုတောက်ဖို့ဆိုရင်ရွေးချက်စရာနီးလန်းတွေကအများကြီးရှိပါတယ် ရန်ကုန်ကဖြစ်ဖြစ်မန္တလေးကနေဖြစ်ဖြစ်တောင်ကြီးကိုသွားတဲ့ကားလေးနဲ့လာရောက်နိုင်ပါတယ်။လေနဲ့သွားမယ်ဆိုရင်တော့ဟဲဟိုလေစိတ်ကိုသွားရမှာဖြစ်ပါတယ်။ဟဲဟိုလေစိတ်ကနေညောင်ရွှေကိုကားနဲ့ဆက်သွားမယ်ဆိုရင်ရွှေညောင်ဖက်လမ်းကပဲဖြစ်ဖြစ်ခေါင်းတိုင်းဖက်လမ်းကပဲဖြစ်ဖြစ်သွားလို့ရပါတယ်။ယထာနဲ့သွားမယ်ဆိုရင်တော့ရွှေညောင်ဘူရာကနေခီးဆက်ရမှာဖြစ်ပါတယ်။ ကယ်လို့လေနဲ့လာမယ်ဆိုရင်ဟဲဟိုလေစိတ်ကနေညောင်ရွှေသွားတဲ့လမ်းမှာဘဝတန်တရာယထာကုတရာကိုလေပတ်လို့ရပါတယ်ဒါစီနဲ့ရွှေညောင်ချမသိရှိတဲ့ဒီတရာဟာညောင်ရွှေရဲ့ထူးခြားတဲ့ဆွေးဆောင်မှုတစ်ခုပါပဲ1928ခုနှစ်မှာတန်ပေါင်းတရာအဖြစ်တည်ဆောက်ခဲ့ပြီးအရှိနေရာပေနဲ့အမြင့်62ပေရှိပါတယ်တရားအောင်မှာ နောက်ထပ်တရားတစင်းရှိပြီးယထာလန်းနှစ်ထပ်ဖြစ်နေတာကတကယ်ကိုစိတ်ဝင်စားစရာပါ ဒီတရားကိုဘဝတန်တရားတရားလို့ခေါ်သွင်းရတဲ့အကြောင်းကတော့ဥဒုခရဲ့ရုပ်ရှင်တကားမှာပါဝင်ခဲ့တာကတကြောင်းယထာလန်ရဲ့ကျူပတ်ပုံစံအသက်အစင်ကိုလူပွားနဲ့နိုင်ရင်ပြီးခေါ်သွင်းကြတာလို့သိရပါတယ်။ခေါင်းနိုင်ရေပူဆန်ဟေဟိုလီစိတ်ကနေခေါင်းနိုင်ညောင်ရွှေဖက်လန်းကို ကားငါပြီးလာမယ်ဆိုရင်တော့ခေါင်းနိုင်ရေပူဆန်မှာခဏဝင်ပြီးအနားယူလို့ရပါတယ်။အများသုံးကတ်တွေအပြင်တိတက်အခန်းငယ်တွေကလည်းရှိတယ်မို့ ရေပူစမ်းစိမ်ရင်ပင်ပန်းနားတွေကိုဖြည့်ဖြောက်လို့ရပါတယ်။ရွှေရံပြည်အတုမရှိရွှေကြောင်းတော်ရွှေရံပြည်အတုမရှိရွှေကြောင်းတော်ကိုမြောင်ရွှေမြို့နယ်တီလော့စခန်းကြီးကျေးရွာအုပ်စုရာတော်ရွာရွှေညောင်မြောင်ရွှေလမ်းမပေါ်မှာတည်ရှိပါတယ်။1889ခုနှစ်မှာမြောင်ရွှေစော်ပါဆက်အောင်နဲ့မဟာဒေဝီကျောက်ကဆောက်လုပ်လူဒန်းခဲ့ပါတယ်။ အလျား85ပြီအနံ့55ပြီရှိပြီးတိုင်လုံးပေါင်း168လုံးနဲ့တိဆောက်ထားတဲ့နှစ်ပေါင်း130ကျော်တက်တန်ရှိတဲ့ရှေဟောင်ဖုံးကြီးကျောင်းဖြစ်ပါတယ်နှစ်ပေါင်း130ကျော်တက်တန်ရှိတဲ့ဒီကျောင်းတို့ရဲ့ပြည်သူကလက်ရတွေကတကယ်ကိုခမ်းနားထည့်ပါပြီဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာပါပဲမြန်မာဆန်ဆန်ဝတ်စာစင်ရင်ပြီးရိုက်မယ်ဆိုရင်တော့ပိုပြီးလိုက်ဖက်ကတပောင်ဝကြကြလှပနေမှာဖြစ်ပါတယ်ညောင်ရွှေဟော်နဲ့ ညောင်ရှိရဲ့သမိုင်းဝင်နန်းတော်ဟောင်းကို ပြတိုင်အဖြစ်ပြောင်းလဲထားပြီးနနာဝင်ရက်ကွက်မှာတည်ရှိပြီးဆက်ရွှေတိုက်ရဲ့နန်းတော်ဟောင်းဖြစ်ကညောင်ရှိဟော်ဆိုပြီးတော့လည်းတည်ကြပါတယ်ဟော်နန်းထဲကိုတော့ဖနှက်ချိုးဝင်ရပြီးကျောပေါ်အိတ်တွေလောကတွေအမှအတ်ထားရသလိုဟော်နန်းအတွင်းကိုတော့ဓာတ်ပုံရက်ကူခွင့်လည်းမရှိပါဘူးတကယ်လို့ဓာတ်ပုံရက်ကူခြင်းတော့ တရားဝင်စာစတင်ပြီးမှလာရိုက်ကူနိုင်မှာဖြစ်ပါတယ်1908ခုနှစ်မှာနန်းတော်ဟောင်းဟမီလောင်ပြည့်စည်ခဲ့ပြီးတော့1933ခုနှစ်မှာဇော်ဘွားကြီးစာစုံးမောင်ကပြန်လည်ဆောက်လုပ်ခဲ့ပါတယ်ဒီဆောက်ချိန်10နှစ်ကျော်ကြာခဲ့ပြီး1923ခုနှစ်မှာပြည့်စည်ခဲ့တာပါ မန္တလေးနန်းတော်ပုံစံနေနဲ့ရှမ်းစော်ဘာဟော်နန်းတွေရဲ့ဒီဇိုင်းကိုပေါင်းစပ်ထားတာမျိုးပြည်တွကပိုင်းမှာထူခြားမှုရှိနေပါတယ်။ဆယ်နှစ်ကြာတည်ဆောက်ခဲ့ရကုန်ကြငွေမှာမြန်မာငွေ3သိန်းဖြစ်ပါတယ်။ပင်မအဆောက်အဦမှာဘုံ90%ပါပြတ်သက်ပါရှိပါတယ်။အထက်နှစ်ထပ်ပါဝင်ကပင်မဧကန်ဆောင်လီတာခမ်းမဆောင်နဲ့အသွင်းခမ်းမဆောင်တို့ပါဝင်ပါတယ်။ကြတဲ့အထဲမှာဇောဘာရီရဲ့အဝိစားရီနဲ့အသုံးဆောင်ပစ္စည်းတွေကိုပြသထားပါတယ် ရတနာမန်အောင်ဖရာမင်္ဂလာဇေနာမှာတည်ရှိတဲ့ဒီဇေဒီဟာညောင်ရွှေရဲ့ထင်ရှားတဲ့ဇေဒီဟောင်းတစုပါထူထားတဲ့ဖွဲ့စည်းပုံကြောင့်တာမန်ဇေဒီတွေနဲ့မတူပဲအသွင်းမှာဖရာကြီးတွေကိုတပ်ပဲစွာဖူးမြင်နိုင်ပါတယ်ဇေဒီအသွင်းမှာလည်းရှေအောင်ဖရာတွေနဲ့အတုံးဆောင်တွေကိုပြသထားတာမို့ဝင်ရောက်လ ీల နိုင်ပါတယ်ဖះဝင်ထဲမှာလဲ ညောင်ရွှေဇော်ဘာတွေထဲကနောက်ဆုံးမျိုးဆက်ဖြစ်တဲ့ဇော်ဘာဆာစောမောင်နဲ့မဟာဒေဝီဆက်နိုင်ရတို့ရဲ့ဂူပိတ်မှန်တွေလည်းရှိပါသေးတယ်။ညောင်ရွှေမျိုးလယ်မှာထင်ရှားစွာမြင်တွေ့ရတဲ့အုတ်ကူလေးလောင်းဟာမြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဆက်ရွှေတိုင်းနဲ့သူ့ရဲ့မိသားစုဂူပိတ်မှန်တွေပါဆက်ရွှေတိုင်းမဟာဒေဝီဆက်နိုင်ရီတားတော်ဆက်စီဟုန်ဖားနဲ့မောင်မဲဇော်ဘာဆက်ခွန်လိုင်းရဲ့ဇနီး မဟာဒေဝီခင်ခင်ကြည်တို့ရဲ့ဂူပိမ့်မှန်တွေကိုလည်းပန်းချံလေးထဲမှာပြတ်သက်ဆောင်နေတဲ့တေချာထိမ့်သိမ့်ထားပါတယ်။ရမ်မောင်တိန်ဝမ်ချန်ညောင်ရွှေရဲ့အပန်းပြေစရာနေရာတွေထဲမှာရမ်မောင်တိန်ဝမ်ချန်ဟာထိတ်ဆုံးပါဝင်ပါတယ်။တောင်နန်းတွေကြားထဲကနေနေဝင်ချင်းကိုဝိုင်းတစ်ခွက်နဲ့ခံစားရတာဟာအင်မတန်ကို ကြည်နူးစရာပါ။စပြစ်ခင်းတဲ့မှာတပ်ပုံရိုက်တာရောဝိုင်းမျိုးမျိုးကို ခွက်တေးသေးလေးနဲ့မြည်ဆန်းတာရောလှုပ်လို့ရပါတယ်။ ိုက်တဲ့ဝိုင်အမျိုးစားတွေကိုလည်းဝယ်ယူသွားနိုင်ပါတယ်။ညောင်ရွှေဟာသမိုင်းမွေနှစ်တွေလက်ပတ်စရာတွေနဲ့ခင်မီမျိုးပြယဉ်ကျေးမှုကိုရောဆက်ထားတဲ့နေရာတစ်ခုပါ။ဖောင်တော်ဦးဖျားပွဲတော်ကာလမှာစီကားလာပြီးတနစ်ပတ်လုံးအေးချမ်းတဲ့ယာရီဥတုနဲ့ဧည့်သည်တွေကိုကြိုဆိုနေပါတယ်။ဒီမျိုးလေးမှာတရက်နေရက်လောက်အေးအေးဆေးဆေးလေပတ်ရင်သမိုင်းရဲ့အငွေအတက်ကိုခံစားရင်ဝိုင်းတစ်ခွက်နဲ့ နေဝင်ချင်းကိုကြည့်မြော်ရတာဟာဘလောက်တောင်ကြည်နူးစရာကောင်းလိုက်မလဲဆိုတာကိုတော့ညောင်ရွှေမြုပ်ကိုတစ်ခါတော့လေပတ်ချဖို့တိုက်တွန်းလိုက်ပါတယ်။